အားလုံးပဲမင်္ဂလာပါ Go Empire YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ကဲအဲ့တော့ဒါဒီနေ့ကလည်းကျွန်တော်ရဲ့ဒါ BMB စိတ်ကြိုက်တပွဲကောင်းလေးပေါ့နော်တပွဲကောင်းလေးကျွန်တော်သုံးသပ်ပေးမှာပဲဖြစ်ပါတယ်။အဲ့တော့မနေ့ကတော့ကျွန်တော် Tico Matrix Body တပွဲကောင်းလေးကျွန်တော်ပေးခဲ့တယ်။အဲ့တပွဲကောင်းလေးနဲ့လည်းဒါအဆင်ပြေ ပြည်သွားခဲ့တယ်ပေါ့နော်အဲ့တော့ဒါပါပြီပြောပြောဝမ်းသာပါတယ်အဲ့တော့ဒီနေ့ညမှာပွဲစဉ်တွေဒါအများကြီးရှိတဲ့အထဲမှာဒါကျွန်တော်ရဲ့အကြိုက်ဆုံးတပွဲဖြစ်တဲ့ Flamingo အသင်းနဲ့ Chelsea အသင်းလေးကိုလိုတိုရှင်းလေးသုံးသပ်ပေးခြင်းပါတယ်အဲ့ဒီအတွက်ကြောင့်မို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့လဲဒါမေတ္တာရက်ခံပါတယ်ပေါ့နော်အဲ့တော့ညတော့ဒါကျွန်တော်စိတ်ဝင်စားဖို့တော့ကောင်းတာလေးတော့မြင်ရတယ်။ဘာဖြစ်လို့လဲဆိုတော့ဒါဥရောပချန်ပီယံဖြစ်တဲ့ PSG လို့အသင်းကဒီတောင်အမေရိက ဒီ champion ဖြစ်တယ်ပေါ့เนาะဒါ border figure လို့အသင်းကိုဒါရှုံးနေသွားတယ်ပေါ့เนาะအရှုံးနေသွားတယ်ဆိုတော့ဒါကျွန်တော်တို့အနေနဲ့ဒါအများကြီးစဉ်းစားမယ်ကျွန်တော်တို့ဒီ2025ကမ္ဘာ club phla လူပွဲရဘလို့ပွဲစဉ်နေဘလို့တွေသူတို့တွေကြံစီနေရလဲဆိုတော့ကိုကျွန်တော်တို့အဲစဉ်းစားမယ်အပိုင်းလေးတွေရောက်သွားပြီပေါ့เนาะအဲ့တော့အခုလက်ရှိမှာဆိုရင်တောင်အမေရိကအသင်းတော်တော်များများပေါ့เนาะအသင်းတွေကအဲရှစ်ပွဲလောက်ကစားထားပြီးတော့၅ပွဲတိကိုနိုင်ထားတယ်၃ပွဲတိကိုတည်ကြထားတယ် ုံစံလေးတွေကိုကျွန်တော်တို့မြင်ရတယ်အဲ့တော့ဒီအချက်လက်တွေကိုကြည်ချင်းအားဖြင့်အခုလက်ရှိဒီ2025ကမ္ဘာဖလားကဲ2025ကလပ်ဖလားပြိုင်ပွဲကြီးကဒီတောင်အမေရိကအသင်းတွေကိုကျွန်တော်တို့ဥရောပအသင်းတွေတော်တော်များများမလွမ်းပိုးနိုင်သေးဘူးအနိုင်ရရှိအောင်မစွမ်းဆောင်နိုင်သေးဘူးဆိုတဲ့ပုံစံမျိုးလေးတွေမြင်နေရတယ်အဲ့တော့ဒီနေ့ညမှာလေဒီဖလာမင်ဂိုနဲ့ဒီချယ်ဆီနဲ့ပွဲမှာဘလို့ရလက်တွေဘလို့ရဇက်တွေကိုထွက်မလဲဆိုတာကိုကျွန်တော်နဲ့အတူတူကြည့်အောင်เนาะအဲ့တော့ ခြေသီးသင်းနေနဲ့ပမာဦးဆုံးအနေနဲ့သူ့အနေနဲ့ကတော့ body ကြီးမှာ1ပေါင်း90ဂူပေါင်းကြီးလေးနှစ်နှုတ်80ဆိုပြီးတော့ဖွင့်လာတယ်။ Okay အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါဘောလုံးပွဲကိုဒါကစားတဲ့ဒီကူတော်တော်များများသိပြီးသားဖြစ်တယ်ပေါ့เนาะဒီဒီပွဲကိုเนาะသိပြီးသားဖြစ်တယ်ပြီးတော့ဒီကြီးကိုဒီကြီးလာတဲ့အစင်က1.80နှစ်နှုတ် ရှိတဲ့ body ကြီးလေးနှစ်နှုတ်80ဆိုတာအောက်ကြီး body ကိုတချောင်းဝင်နေပြီးတော့လေဒီ1ပေါင်း80 80 90ပိုမဲ့9ပေါင်းကြီးလေးနှစ်နှုတ်50 40 80ဆိုတာအောက်ကြီး body တချောင်းဝင်နေဆိုတာဘလုံးဝဲလောင်းနေညီကူတော်တော်များများနာနေတယ်ဒါတိတယ် okay အဲ့ဒါကိုတိတာကိုကျွန်တော်တို့ဒီအခုချိန်မှာကျွန်တော်တို့ဘလို့ဘလို့မျိုးကျွန်တော်တို့ပြန်ပြီးတော့သင်္ကေတမှန်ဘလို့ပြန်စဉ်းစားမယ်ဆိုတာကျွန်တော်တစ်ချက်ပြန်စဉ်းစားရမယ်เนาะအဲ့တော့ အခုလက်ရှိအနေထားရဖလာမင်ဂိုနီးပြရတော့ဒါထရီရူးနီးပြနီးပြဒီမို့အဲဖီလီပီလူးဝစ်ပေါ့နော်ဖီလီပီလူးဝစ်ကအရင်ကတော့ဒါချက်စီးမှာကစားခဲ့ဘူးတဲ့ဒီကစားခဲ့ဘူးတဲ့ဒါနောက်တန်းမှာကစားခဲ့ဘူးတဲ့ကစားသမားဟောင်းဖြစ်တဲ့အခုလက်ရှိရောဖလာမင်ဂိုမှာနီးပြနေတယ်နီးပြဖြစ်တယ်ပြီးတော့လည်းဒီဒီဖလာမင်ဂိုရဲ့ဒါကွင်းလေကစားသမားဖြစ်တဲ့ဂျော်ဂျင်ကလည်းအရင်ချက်စီးမှာကစားခဲ့ဘူးတဲ့ကစားသမား ကစားသမားဟောင်းဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒီကစားသမားဟိုအသင်းဟောင်းကနေပြီးတော့ဒါအသင်းဟောင်းနဲ့ဒါတော့เนาะသူတို့အနေနဲ့ဒါတကြော့ပြန်တွေ့ဆုံတဲ့ပွဲစဉ်လေးလို့တော့ကျွန်တော်တို့ပြောလို့ရတယ်ထပ်ပြီးတော့လည်းဒီ Flamingo အသင်းရဲ့ဒါ Tin Fox ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်၅ပွဲကစားထားတယ်၅ပွဲကစားထားပြီးတော့၅ပွဲလုံးအနိုင်ရရှိအောင်ကစားထားပြီးတော့နောက်ထပ်၄ပွဲလောက်တည်းက cleaning ship ကိုယူလာတယ် Flamingo အသင်းပဲဖြစ်တယ်အဲ့တော့ဒီအချက်တွေကိုကြည့်ချင်းအပြည့် Flamingo ကတိုက်စစ်ပိုင်းမှာလည်းကောင်းမွန်တယ်လို့ခံစစ် ပိုင်းမှာလည်းဒါကြစ်လစ်တဲ့ခံစစ်ပိုင်းကိုပိုင်ဆိုင်ထားတယ်လို့ကျွန်တော်တို့ယူဆလို့ရတယ်အဲ့တော့မြပြဒီ Anthony Maraska ဥဆောင်တဲ့ဒီ Chelsea သင်းကိုလည်းကျွန်တော်တစ်ချက်ကြည့်မယ်ဆိုရင်အခုလက်ရှိမှာအဲ Chelsea သင်းကလည်းဒီလူငယ်ကစားသမားတွေနဲ့ဒါစုဖွဲ့ထားတဲ့အသင်းဖြစ်တယ်ပြီးတော့လည်းဒါဒီ Copa Mar တို့ Justin တို့ဒီ Nito တို့ဒီ Kaisi တို့ဒီလိုအရေးသေးရှိတဲ့ကစားသမားတွေနဲ့စုဖွဲ့ထားတဲ့ Chelsea အဲ့တော့ထပ်ပြီးတော့လဲကြံတဲ့ဒီနောက်တန်းပိုင်းတွေမှာဆိုလဲ Cucurella တို့ဒါအများကြီးပဲဗျာအရေးသေးကောင်းတယ်အတွေ့အကြုံရှိတယ်ဥရောပအတွေ့အကြုံတွေရောပြီးတော့လဲဒီ Premier League အရေးသေးမြင့်တဲ့ကစားသမားတွေပိုင်ဆိုင်နာတဲ့ Chelsea ကဒီတောင်အမေရိကလိုအသင်း Flamengo လိုအသင်းကိုအခုလက်ရှိပေးထားတဲ့ကြီးကတော့ ဘောလုံးပွဲကိုတော်တော်များများစိတ်ဝင်စားတဲ့ညကူတို့များသိတဲ့1ပေါင်း80 1ပေါင်း90ကိုပေါင်းကြီးလေးနှစ်နှုတ်80ဆိုတော့အဲမနိုင်ကြီးလို့တော့မှပြင်းမြင်လို့ရတယ်အောက်ကြီးဘော်ဒီကိုအောက်တစ်ချောင်းဝင်မယ်ဆိုပြီးတော့အဲ့နှစ်ချောင်းနဲ့တစ်ချောင်းဝင်မယ်ဆိုပြီးတော့ဒါပြေးတွေးလို့ရတယ်အတွေးခေါ်မျိုးလေးအဲ့တော့ကျွန်တော်တို့အခုလက်ရှိဒီလိုချယ်ဆီးမှာလဲခုနကျွန်တော်ပြောခဲ့သလိုပဲပရီးမီးယားလိအတွေ့အကြုံရှိတဲ့ကစားသမားလူငယ်ကစားသမားဒီ ကိုပိုင်ရည်ချင်းရှိတဲ့ကစားသမားတွေပြီးတော့ဒေါ်ဗလင်ကောင်းတဲ့ကစားသမားတွေရှိတဲ့အတွက်ကြောင့်မလို့ဒီ Chelsea သင်းရလဲဘယ်အသင်းမဆိုသူ့အနေနဲ့စိန်ခေါ်နိုင်စွမ်းရှိတယ်ဘယ်အသင်းမဆိုဒါဒုက္ခပေးနိုင်စွမ်းရှိတယ်အဲ့တော့အခုလက်ရှိမှာပေါက်ကြီးကိုတော့ကျွန်တော်မကြည့်တော့ဘူးခြေစွမ်းပိုင်းကိုပဲကြည့်မယ်ပြီးတော့ခြေစွမ်းပိုင်းကိုပဲကြည့်မယ်ဘောနော်ပြီးတော့လဲ Chelsea သင်းနေနေကလည်းဘလို့ပဲဖြစ်ဖြစ်သူတို့ရဲ့အခု group stage မှာဆိုရင် Chelsea သင်းပဲဖြစ်ဖြစ် Flamengo ပဲသင်းဖြစ်ဖြစ်ဒီနှစ်သင်းကတော့ ိန်းနေတာတခုကတော့ဒီနောက်တစ်ဆင့်ကိုတက်ရောက်ဖို့များတယ်ပြီးတော့လေဒီ LA Galaxy အပွဲကလည်းဒီသူတို့နဲ့ကိုတို့ဟာဘောဒီ TV တခုတည်းပဲအဲ့တော့ LA Galaxy ကလည်းသူ့ရဲ့ဒီဟိုဟာအဲ Asmanic ကိုဒါပေးထားတဲ့ကြီးကလည်းဒီဒီလိုခြေစည်းပေါက်ကြီးတိုင်းပဲအဲ့တော့နှစ်ကြောင်းတည်းကအချိန်မတူတော့တဲ့ကျွန်တော်တို့ head to head ဆောက်ပြီးတော့ရိုက်လို့ရတယ် Flamingo နဲ့ခြေစည်းပွဲအချိန်မြင်ကြည့်ပြီးတော့ကျွန်တော်တို့ LA Galaxy body ကိုထိုးသင့်မထိုးသင့်ကျွန်တော်တို့ပြန် ကြည်လို့ရတယ်ချိန်ချိန်ပြီးတော့စော့လို့ရတယ်အဲ့တော့ဟုတ်ပြီဗျာအခုလက်ရှိကလည်းသာမင်ကိုကလည်းအဆင့်1ချယ်ဆီကအဆင့်2ဒီအယ်ဂလစီကအဆင့်3အဲ့တော့ဒီထဲမှာဆိုရင်နောက်တစ်ဆင့်တက်ရောက်ဖို့ထင်ကြီးပေးခံရတဲ့3သင်းကတော့ Chelsea ကတော့နံပါတ်1နေရာမှာပြေးနေတယ်နံပါတ်2နေရာမှာတော့ Flamengo နံပါတ်3နေရာမှာ LA Galaxy Okay အဲ့တော့အခုလက်ရှိ Flamengo နဲ့ Chelsea နဲ့တွေ့ဆုံနေတာဆိုတော့အခုလက်ရှိမှာ Chelsea ကလည်းကောင်းမွန်တဲ့ ဒီကစားသမားတွေနဲ့စုဖွဲ့ထားတယ်ပြီးတော့လဲဒါအရေးသွေးမြင့်တဲ့ကစားသမားတွေရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ဒီနေ့ညမှာလဲချက်စီးဘော်ရီတစ်ချောင်းလေးတည်းကိုကျွန်တော်အနေနဲ့ရွေးပေးချင်ပါတယ်ချက်စီးဘော်ရီတစ်ချောင်းလေးပဲကြိုက်ပါတယ်အဲ့တော့ဒီကိုရိုးအနေနဲ့လဲဒီလိုမျိုးတပွဲကောင်းလေးတွေကိုနေ့စဉ်တင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့်မကျွန်တော်ရဲ့ဒါ Go Empire YouTube channel လေးကို like and subscribe လေးလုပ်ပေးထားပါပြီးတော့လည်းဒီလိုလူလေးလူညာပေါ်တဲ့ခေတ်ကြီးမှာငွေကြီးပိုင်းမှာဒါယုံကြည်စိတ်ကြခြင်းနဲ့ဆိုရင်ဒါကျွန်တော်ကဒါ ပွန်ဆာပေးထားတဲ့ UFA ဘက်မှာလာရောက်အကောက်ဖွင့်ကစားလို့ရတယ်ကြိုက်တဲ့ချိန်မှာငွေသွင်းပြီးကြိုက်တဲ့ချိန်မှာငွေထုတ်လို့ရတယ်24နိုင်ဝန်ဆောင်မှုအပြည့်အဝပေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့ brother တို့ရဲ့ငွေကြီးပိုင်းကို100%ယုံကြည်စိတ်ချပါရယ်ထပ်ပြီးတော့လည်းကျွန်တော်ကိုယ်တိုင်မျက်နှာပြပြီးကြော်ညာပေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့ငွေကြီးပိုင်းကိုတော့ဒါစိတ်ချဖို့ကျွန်တော်အဓိကပဲပြောချင်ပါရယ်ပြီးတော့လည်းကျွန်တော်ရဲ့ Telegram link လေးကို comment box လေးမှာချပေးထားပါမယ် Telegram link လေးကိုလည်း join ပေးထားပါအနီးကပ်ကြီးကိုကြည့်ပြီးတော့ကြီးအတက်ကြဖို့ motivate ပြီးတော့ကျွန်တော်ရဲ့ တပွဲကောင်းလေးတွေပြန်ပြီးတော့နောက်ထပ်တခြားပွဲလေးတွေကျွန်တော်ပြန်ရွေးချယ်ပြီးမှဖြစ်တဲ့အတွက်ကြောင့်မို့ Telegram လေးကိုလည်း join မိထားဖို့မေတ္တာရက်ခံပါတယ်အဲ့တော့ကြောင့်မို့ဒီ video ကိုဒါအဆုံးထိကြည့်ရှုပေးတဲ့ပရိသတ်တယောက်စီတိုင်းကိုဒါကျမ်းမာပါစေချမ်းသာပါစေလို့ပြောကြရင်းနဲ့ပဲကျွန်တော်ရဲ့ဒီ video လေးကိုဒီမှာပဲညီကုန်းချုပ်ကျင်ပါတယ်အားလုံးပဲ good luck ပါ good luck ပါ